ဒီဗီဒီယိုကတော့ပြောပြပေးမှာမဟုတ်ပါဘူးသင်ပေးမှာဖြစ်ပါတယ်။ဘာလို့သင်ပေးလဲဆိုရင်တော့ဗီဒီယိုအတီးတဲ့အခြေခံတည်သူတွေကိုသင်ပေးမှာဖြစ်ပါတယ်။ပတ်ဝန်းအနေနဲ့သင်ပေးမှာဖြစ်တဲ့အတွက်အပိုင်းစက်နဲ့သင်ပေးမှာပါ။ playlist မှာဗီဒီယိုတွေကိုစနစ်တကျတင်ထားမှာဖြစ်တဲ့အတွက်အလဲတကူကြီးစုနိုင်ပါတယ်။ပြတ်တက်ဆိုတဲ့ application နဲ့သင်ပေးသွားမှာ ဒါကြောင့်မိတ်တို့နေတဲ့အကျိုးရှိရဆိုရင်ကျွန်တော်ရဲ့ channel လေးကို like လေးလုပ်ပေးခဲ့ကြပါဦးပုံမှန်မှာလည်း okay လို့နေရှင်းပေးခဲ့လို့ရပါတယ်ကျွန်တော်တို့ရင်ဆုံးကက်ကက်ဆွေးတဲ့ဝင်ပါမယ်အပေါင်းလက္ခဏာလေးနဲ့ new project ဆိုတာရှိပါတယ်အဲ့ဒါအရင်နဲ့ video စပြီးထည့်ရပါတယ်ပြီးရင်ကိုထည့်ခြင်းတဲ့ video ကိုရွေးလို့ရပါတယ်ဒီမှာကျွန်တော်ဒီ video ထည့်လိုက်ပါမယ်ဒါဆိုရင်တော့ဒါ video ထည့်ပွားပါပြီ ဗီဒီယိုတစ်ခုစတင်ဖန်တီးတော့မယ်ဗီဒီယိုအီဒစ်တော့မယ်ဆိုရင်ညီနှုံးရေးကြီးတုံးက frame ချိန်မှုပါဘာဖြစ်လို့လဲဆိုတော့ဒီ frame တွေကတော့ဘယ်မှာတင်ပါလဲ YouTube မှာတင်ပါလား Facebook မှာတင်ပါလား TikTok မှာတင်ပါလားဒီဗီဒီယိုကအဲ့ဒါပေါ်မူတည်ပြီးတော့ပြောင်းပြောင်းသွားပါတယ် ratio တွေကအဲ့ဒီ ratio တွေကိုကျွန်တော်ကချိန်ရပါမယ်ဒါဆိုရင်ကျွန်တော် aspect ratio ဆိုတာရှိပါတယ်အဲ့ဒါတွေကိုကျွန်တော်နှိပ်လိုက်ပါမယ်နှိပ်ပြီးဆိုရင်ကျွန်တော်ကဒီမှာကျွန်တော်ဒါဆို YouTube ဒါဆို TikTok ဒါဆိုရင် original ဒါ YouTube ယူရမယ်ဒါဆိုရင်တွေ့ချက်နေနဲ့ပြီးပါပြီဒါ ratio ချိန်မှာပြီးပြီးဆိုတော့ ਨੇ ကိုကဒီ video မှာကိုယ်ပင်နာလောက်ကိုလိုချင်တာလေဒီမှာလက်ကလေးနဲ့တာယာလေးဆွဲလို့ရပါတယ်ကိုလိုချင်တာပင်နာလောက်တယ်ဒါမှမဟုတ်ရင်ဒီမှာကြည့်လို့ရပါတယ်음ကျွန်တော်ကဒီနာလောက်ကိုလိုချင်တယ်ဒီအဆောက်ကိုမလိုချင်ဘူးလောက်ကလိုချင်တယ်ဆိုရင် ကျွန်တော်ကဒီဗီဒီယိုကလေးကိုကလေးလေးကိုတစ်ချက်နှိပ်ကြပါမယ်တစ်ချက်နှိပ်ပြီးဆိုအောက်မှာ split ဆိုတာရှိပါလေ split မှာကျွန်တော်ကကိုဝင်လိုချင်တဲ့နားလေးကိုနှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီးဆိုတာ ਨੇ ဗီဒီယိုကနှစ်ပိုင်းကွဲသွားပါပြီနှစ်ပိုင်းကွဲသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကကိုမလိုချင်တဲ့အပိုင်းလေးကိုတစ်ချက်ပြီးနှိပ်လိုက်ပါမယ်နှိပ်ပြီးကိုမလိုချင်တဲ့အပိုင်းလေးကိုဒီမှာ delete ဆိုတာရှိပါတယ်အောက်လေးမှာဒီ delete နဲ့တော့ဖြတ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ကဗီဒီယိုကကိုမလိုချင်တဲ့အပိုင်းကိုဖြတ်ပြီးသွားပါပြီ နောက်တစ်ချက်ကကြတော့ကျွန်တော်ကဗီဒီယိုတွေကိုကျွန်တော်ကထည့်ထည့်ထည့်တော့ပါပြီဗီဒီယိုတွေကိုဖြည့်ထည့်ဖြည့်တော့ပါပြီဆိုရင်နောက်တစ်ချက်ကကြတော့ကျွန်တော်ဒီမှာဗီဒီယိုမှာကျွန်တော်တွေကဒီလိုမျိုးကြီးတတ်တတ်မတ်တင်းတွားနေတာလေးကိုကျွန်တော်အနီးကပ်နေနဲ့ဇူးဇွန်းလေးနဲ့ဟိုလှုပ်ရှားနေတဲ့ပုံစံမျိုးလေးပေါ့နော်ကျွန်တော်လှုပ်ချင်တယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးကလစ်လေးကိုတစ်ချက်နှိပ်ပါမယ်နှိပ်ပြီးပြီဆိုတာနဲ့ ကျွန်တော်ကဒီမှာ key frame နေရှိပါတယ်ဒီ key frame တွေကျွန်တော်နှိပ်ပါမယ်နှိပ်ပြီးဆိုတာ ਨੇ ကျွန်တော်တွေကဒီကိုလိုချင်တဲ့လောက်တွေကိုချဲ့ပါမယ်ချဲ့ချဲ့ပဲဒါပေမဲ့ဒါတော့ချဲ့မယ်အဲဒါဆိုရင်ကျွန်တော်ပြန်ပြီးတော့ play ကြည့်ပါမယ်အဲဒါဆိုရင်ဒီမျိုးလေးကျွန်တော်လည်းကျဲကျဲသွားပါပြီဒါဗီဒီယိုက တေးရနေဆိုတော့ကြီးကြီးပါမယ်နော်ဒီလိုမျိုးလေးဖြစ်သွားပါမယ်ဒါကတော့နံပါတ်3ချက်နေလဲပေါ့နော်နောက်တစ်ချက်နေနေဗီဒီယိုတစ်ခုစတင်ဖန်တီးလို့အရေးကြီးတာကတော့ကျွန်တော်ကဒီဗီဒီယိုတွေကိုကျွန်တော်ကဒီဗီဒီယိုတစ်ပုဒ်ထည့်ပြီးနောက်တဲ့ဗီဒီယိုထပ်ထည့်ခြင်းနဲ့ဆိုရင်ဒီမှာအပောင်းလက္ခဏာလေးရှိပါတယ်ဒီအပောင်းလက္ခဏာလေးကိုနှိပ်ပါမယ်နှိပ်ပါမယ်နှိပ်ပြီးဆိုရင်ကိုယ်နောက်ထပ်ထည့်ခြင်းတဲ့ဗီဒီယိုလေးကိုကိုက ထည့်လိုက်ပါဘာကျွန်တော်ဒီပုံလေးထည့်မယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုနှစ်ပုတ်ဖြစ်သွားပါတယ်ဒါဆိုရင်ဒါဆိုရင်ကျွန်တော်ကဒီနိုင်ရမှောင်နေတယ်အဲ့မလို့ချင်ဘူးကျွန်တော်နောက်ကစပြီးတော့လိုချင်တယ်ဆိုတော့စလိုချင်တယ်ဒါလေးနှိပ်မယ်အဝေးဆက်ပရိတ်လေးကိုနှိပ်မယ်ကိုမလို့ချင်တဲ့အပိုင်းလေးကိုတစ်ချက်နှိပ်ပြီးကျွန်တော်ဖြတ်လိုက်ပါမယ်ဒါဆိုရင်ဒီကနေကျွန်တော်စပါပဲဒါဗီဒီယို ဲ့ဒုတိယဒုတိယတစ်ပုတ်ပါထိရပါပါပြီနော်နောက်ပြီးရင်ကျွန်တော်ဒီဗီဒီယိုကကျွန်တော်ကဒီအရှိ့ကိုသွားခြင်းလေဒီဟာကကျွန်တော်ကအနောက်ကိုလာခြင်းလေဒီကောင်ကိုအရှိ့ကိုသွားခြင်းလေဒါဆိုရင်ကျွန်တော်ကကိုကိုသွားခြင်းတွေကိုဖိထားပါမယ်ဖိပြီးရင်ဒီဘက်ကိုရွှေ့ပြလိုက်ပါမယ်ဒါဆိုရင်ဒီဗီဒီယိုကအရှိ့ရပါပါပြီဒီဗီဒီယိုကနောက်မှရပါပါပြီနောက်ပြီးကျွန်တော်ခုနကပြောခဲ့တယ်ကျွန်တော်တို့ကဒီဒီဟာတွေကိုဖျက်ခြင်း separate နဲ့ပဲဖျက်လို့ရတယ် separate နဲ့ပဲကျွန်တော်ဖြည့်ပြခဲ့ပါတယ်ဒါပေမဲ့ကိုလိုချင်တဲ့ဗီဒီယိုကိုကဖိထားလိုက်မယ်ဖိထားပြီးရင်ဒီဘက်ဘေးမှာအဖြူ14ရရှိတယ်ဒီဟာလေးကိုကျွန်တော်ကဒီဘက်ကိုတိုးတယ်ဒီဘက်ကိုဆွဲတယ်အဲ့လိုမျိုးဆွဲတိုးခြင်းဖြင့် तू ကဒီဖြတ်လို့လည်းရပါတယ်ဒါဆိုလောက်လောက်လေးတိုးလိုက်ပြီဆိုတော့လည်းတကောင်လို့တူတူလေးပြော်ပါပြီဒီဗီဒီယိုကနောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ရဒီမှာဗီဒီယိုတွေကိုဖြည့်လိုက်ဖြစ်တော့ပါပြီဗီဒီယိုတွေကိုကျွန်တော်ကအခြေခံအနေနဲ့၃တော်ပါပါပြီနော်၃တလောက်အနေထားဖြစ်နေပါပြီ ဒါပေမဲ့ကျွန်တော်တွေကဒီဗီဒီယိုတွေကိုကျွန်တော်ကပို့ကောင်းအောင်ကျွန်တော်တွေကအချက်လောက်ကပါမယ်ကိုကဒီဗီဒီယိုကိုကအလင်းကိုတိုးခြင်းလေဆိုရင်ဒီမှာအောက်မှာ adjust တွေရှိပါတယ်ဒါလေးကိုရှာမယ်ပြီးကျွန်တော်ကဒီမှာ brightness ဆိုရင်သူကဒီမှာတိုးတယ်ဒါဆိုရင်ဟာသူမှောင်သွားပြီသူတို့ကလည်းအလင်းသွားပြီဒါကိုကိုဗီဒီယိုကိုတည်ပြီးတော့ကိုကရိုက်ထားတဲ့ဗီဒီယိုမှောင်နေဆိုရင်လင်းကိုချက်ပေးရပါမယ် ကိုကလင်းလို့နေဆိုရင်မှောင်ပြရပါမယ်ဒါကတော့ခြေခံနေနဲ့ပြောပြတာဘူးနော်ဒီဘက်မှာလည်းဒါကိုယ်လုံးချိန်လို့ရပါတယ်ဒါအတော့ပြောပြတော့ပါဘာဖြစ်ဆိုဒီလောက်ဆိုရင်ပဲဗီဒီယိုတစ်ပုဒ်ဖန်တီးလို့အဆင်ပြေပါပြီနောက်ပြီးရင်ကျွန်တော်တို့ရနောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ကကိုယ့်ရဒီမှာဒီဒီနားလောက်ကိုကျွန်တော်တို့ကဒီနားလောက်လေးကိုကျွန်တော်တို့ကနောက်ထပ်ဗီဒီယိုလေးတစ်ပုဒ်တော့ထပ်ထည့်ခြင်းလေဆိုရင် တို့တွေဘယ်လိုလုပ်ကြမလဲဒါကိုကျွန်တော် bureau လို့ခေါ်ပါတယ်ဒါဆိုရင်ကျွန်တော်ကဒီမှာအောက်မှာ overlay ဆိုတာရှိပါတယ် add overlay တဲ့ကိုကျွန်တော်ဝင်လိုက်ပါမယ်ဝင်ပြီးဆိုတာနဲ့ add overlay ဆိုတာရှိပါတယ်အဲ့ဒါကိုကျွန်တော်ဝင်လိုက်ပါမယ်ဝင်ပြီးဆိုတာနဲ့ကျွန်တော်ဒီ video လေးကိုကျွန်တော်ထည့်ခြင်းတဲ့ဆိုရင်ဒါလေးနှိပ်လိုက်ပါမယ်အဲဒါဆိုရင်ဒီဒီနားလေးမှာနောက်ထပ်ဒီ video လေးရောက်လာပါပြီအဲ့တော့ကျွန်တော်ကဒီမှာကို ဟိုဖြစ်တဲ့လောက်ကိုဒီမှာချဲ့လို့ရပါတယ်ဒီကတော့လက်ကလေးရဲ့နှိမ့်ပဲလက်ကလေးနဲ့ဖိဖိတရားလို့တို့ချဲ့တယ်လို့ရပါတယ်အဲဒါတွေတို့ဖြစ်သွားပါပြီအဲဒါကျွန်တော်ကဒီမှာဒီဗီဒီယိုကြီးကအောက်ကဒီထည့်တာထပ်ထည့်ထားတဲ့ဗီဒီယိုကအပေါ်ဗီဒီယိုထက်ကျင်းနေတစ်ချက်နှိမ့်လိုက်ပါမယ်နှိမ့်ပြီးသွားနေတော့ခုန separate ဆိုအဲဒီကိုနှိမ့်လိုက်ပါမယ်နှိမ့်ပြီးရတဲ့ကိုမလိုချင်တဲ့ဘက်ကိုနှိမ့်ပြီးကျွန်တော်ဖြတ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ကဒီနားမှာကျွန်တော်ထပ်ပြီးတော့ ပြီးတော့ပုံစံမျိုးလာပါပါဘယ်နော်နောက်ပြီးရင်နောက်တစ်ချက်ကကျတော့ကျွန်တော်တွေကအတန်ထည့်ပါမယ်အတန်ထည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ audio ဆိုတာရှိပါတယ်အောက်မှာအဲ audio ကိုကျွန်တော်ကနှိပ်ပါမယ်နှိပ်ပြီးကျွန်တော် sound ဆိုတာရှိပါတယ် sound နှိပ်ပါမယ် sound နှိပ်ပြီးတော့ကျွန်တော်တွေကဒီမှာ pro ပြတဲ့ဟာတော့ထည့်လို့မရပါဘူးကျွန်တော်က promote တဲ့ဟာတွေထည့်လို့ရပါတယ်ဒါတွေကတော့ ဒီကဒီကတချင်းနေထည့်မယ်ဆိုရင်တော့ကျွန်တော်တွေကဒီ YouTube တို့ Facebook တို့မှာတော့ပြန်တင်ရင်တော့ဒါ copyright ထိကောင်းထိနိုင်ပါတယ်ဒီတချင်းတွေကဒါကြောင့်မို့ကျွန်တော်တွေကကိုယ်တိုင်တွေမှာ file မှာရှိပါတယ်ကိုယ်တိုင်ဒေါင်းထားတဲ့တချင်းတွေကိုယ့်ရဲ့အတန်ဆိုအတန်ဒေါင်းထားတဲ့တချင်းတွေထည့်လို့ရပါတယ်အဲ့မဲ့ကျွန်တော်ထည့်မပြတော့ပါဘူးထည့်မယ်ဆိုရင်ဒီမှာထည့်ထည့်လို့ရပါတယ်နော်ဟုတ် ဒါပြီးရင်ကျွန်တော်တို့ဗီဒီယိုတွေဗီဒီယိုတွေကျွန်တော်တင်တတ်ဝါကြီးဖြစ်လဲဖြစ်တတ်ဝါကြီးကျွန်တော်တွေကအလင်းမောင်နဲ့ချိန်တတ်ဝါပြီးကျွန်တော်တချင်းနဲ့ထည့်တတ်ဝါပြီးကိုယ့်ရဲ့အတန်နဲ့ထည့်တတ်ဝါပြီးဆိုရင်ကျွန်တော်တို့ကနောက်ဆုံးအနေနဲ့ကျွန်တော်တို့ကစာရင်ထိုးရပါမယ်နော်စာရင်ထိုးမယ်ဆိုရင်ကျွန်တော်ဒီမှာ test ဆိုတာရှိပါလေဒီ test တွေကိုနှိပ်ပါမယ်ဒီ study ကိုနှိပ်ပြရတယ်ကျွန်တော် add test ဆိုတာရှိပါလေ add တယ်လေးကိုကျွန်တော်ထပ်နှိပ်ပါမယ်နှိပ်ပြီးရင်ကိုယ်ဒီမှာထိုးခြင်းနဲ့အားလေးကိုထိုးလို့ရပါပြီဒီမှာကျွန်တော်ဆိုရင် hello အဲ့လိုပဲကျွန်တော်ထိုးလိုက်ပါတယ်။နောက်ပြီးကျွန်တော်ကဒီမှာ style ဆိုတာရှိပါတယ် s style ကိုနှစ်တယ်ပြရတယ်ကိုလိုချင်တဲ့အကြောင်းလေးတွေပြောင်းလို့ရတယ်ဒီအပြောင်းဒါမှလားညွှန်ထားမယ်ဒါတော့ကိုဘက်ကိုကလိကြည့်ပါနော်ဒီထဲမှာကျွန်တော်အကြံပေးပြောပြတာပါ။နောက်ပြီးခုနလိုမျိုးပဲကျွန်တော်ကဒီမှာစာအုပ်ကကျွန်တော်အစာပိုင်းလေးပဲလိုချင်တယ်ဒီမှာအရင်ရှိမလိုချင်ဆိုရင်ကျွန်တော်ကဒါလေးကိုဒီချက်နှိပ်လိုက်ပြီးရင် separate မနေဘူးကိုမလိုချင်တဲ့လေးကိုဖြတ်ပြလိုက်မယ်။ ဒါဆိုရင်ကျွန်တော်တို့ရာဒီမှာကိုလိုချင်တဲ့ဟာလေးပဲစာပိုင်းလေးပဲရပါပြီဒီမှာ hello ဆိုတာလေးเนาะဒါဆိုရင်ကျွန်တော်ကဗီဒီယိုတစ်ပုဒ်ကိုဖန်တီးလို့ရပါပြီဒီဗီဒီယိုကကျွန်တော်လုံးဝမသိသေးတဲ့လူတွေကို basic အနေနဲ့ကျွန်တော်ပြပြပြတာဖြစ်ပါတယ်ဒါလုံးဝမသိသေးတဲ့လူတွေအနေနဲ့လည်းဗီဒီယိုတစ်ပုဒ်စတင်ပြီးဖန်တီးလို့ရတဲ့အနေထားတွေရအောင်ကျွန်တော်ပြပြပြတာဖြစ်တဲ့အတွက်သေသေးချာလေးလိုက်လုပ်ပေးစီချင်ပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးကကြည့်ရှိသူတယောက်ချင်းတိုင်အောင်အားလုံးအထူးကျေးဇူးတင်ပါတယ် နောက်ပြီးရင်ကျွန်တော်တို့ကဒီမှာနောက်ဆုံးတစ်ချက်အနေနဲ့ကကျွန်တော်တို့ရအကုန်လုံးဗီဒီယိုတွေ edit ပွားပြီးကိုယ်တည်းစိတ်တိုင်းကြပြီဆိုရင်ကျွန်တော်တို့က export ထုတ်ကြပါတယ် export ထုတ်တယ်ဆိုရင်ဒီမှာအပေါ်မှာကျွန်တော်တို့ဒီမှာ 920p ဆိုတာရှိပါတယ်အဲ့ဒါလေးကျွန်တော်နှိပ်လိုက်ပါမယ်နှိပ်ရပြီးတော့သူကဒီမှာ 2k ထိပြတယ်အဲ့ဒါကျွန်တော်က 2k ထိမရှိဘူးကျွန်တော်1080ထိရှိပြီနော်1080ပြီးရင်ကျွန်တော်က frame rate မှာကျွန်တော်က30ကိုယူမယ် ပြီးရင်ကျွန်တော်က MB MBS မှာတော့ကျွန်တော်ကအမြင်ဆုံးရပါမယ်။ဒါဆိုရင်ကျွန်တော်ကဒီမှာ export လေးနှိပ်လိုက်ပြီဆိုရင်တတိဗီဒီယိုကျွန်တော် export ထုတ်ကြပါပါပြီ။ဒါကို export ထုတ်ပါမယ်။ဒီဟာဒီကို export ထုတ်တဲ့အချိန်မှာဖုန်းမပိတ်ပါနဲ့။ဒီတိုင်းမထားထားလိုက်ပါ။ကျွန်တော်ပြီးသွားပါလိမ့်မယ်။ โอเคဒါဆိုရင်တော့ရပါပြီเนาะကျွန်တော်တို့ဗီဒီယိုလေးဖန်တီးလို့ရပါပြီစပြီးတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲမိတ်ဆွေတို့တွေအကျိုးရှိရဆိုရင်ကျွန်တော်ရဲ့ channel လေးကို like လုပ်ပေးကြကြပါဦးအောက်ကကွန်မန့်မှာလည်း okay လို့ comment ပေးကြလို့ကြားပါတယ်အားလုံးပဲပါပါ